ဒါကကျွန်တော်ပြောမယ်သူ့ရှိတဲ့ကကဏ္ဍမကြအောင်ဆိုတော့အခုကသူ့အကျင့်ရောနော်အဲ့ဒီသူဒီတိုင်းကြာတော့ကျွန်တော်တို့ဒါဟောပါတော့လေးချိန်မှာတော့ပြပေးဘူးတာပေါ့365နဲ့အဆောင်ဆိုရင်နော်68အင်းဟုတ်တယ်68နှစ်ပေါ့လူမျိုးပြတဲ့ line ကအဲ့ကဏ္ဍပြန်ကြအဲ့ပြန်ကြနေအေးဘရိတ်လေးပါဆိုအဲ့ဘရိတ်လေးဒဲပါဆိုဒါရှိတာပဲအဲ့ဘရိတ်လေးဒီရှိပူးနေဘရိတ်လေး ရှေဘူးနဲ့ပရိလေးဆိုတဲ့ကနန်းကိုဘယ်လိုသွားမလဲဒီနှစ်သုံး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 ဘရိတ်ခွန်လို့တွေ့တာနဲ့အေးအဲ့ကောင်အသုံးနဲ့လေးရမှန်ပြောအဲ့ဘရိတ်ခွန်လို့ထောက်တာနဲ့ကနန်းကြပါဆိုဒါပဲအေးအဲ့ဒါလေးနှစ်ခွက်ပြောလိုက်မယ်နော်ဒါလေးကြည့်အောင်နှစ်ခွက်တော့ဒါလေးတော့နည်းနည်းထိုးထားလိုက်နော်နှစ်ခွက်ပြောမယ်ဒီမှာကျွန်တော်ပြောပြရမယ်ဒီနော် အဲ့ဒါလေးပြရတာလေးမှခုနကတော့ပြန်ရှေ့ထုတ်သေးငယ်ရှေ့ရှေ့တန်းနဲ့နည်းနည်းလေးမဟုတ်ရင်အဲသူထွက်သွားရင်ဘောဒီလူမျိုးမင်္ဂလာပါတဲ့အားလုံးမင်္ဂလာပါကဲညောလဲကြိုးတော့ကြိုးစားနေတာပဲကဲပါလောက်ပါဒီသုံးလုံးအဲဒီမှာကဒီ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 သုံးလုံးအဲ့ဒီသုံးလုံးကိုဒီသုံးလုံးအတဲ့ယူရတယ်ဘောပရမကဒုတိယကမှာဒီသုံးလုံး ခွန်ရ9ရက်1ရက်ကို9ရက်1ရက်ခွန်ရလို့ပြန်ရွေးတယ်1ရက်2ရက်4ရက်ကို1ရက်2ရက်လို့ရွေးတယ်သူရွေးမယ်အဲသူရွေးတာနဲ့သူ့ရဲ့အောက်ကကဏ္ဍဒီကဏ္ဍလေးတပင်းချမှာသူပြန်ရွေးမယ်ပေါ့ဟောရမကတိယဒီလိုပါပဲသူရဲ့နောက်ပညာကဲဒီကဏ္ဍလေးသူပြန်ရွေးပါမယ်ပေါ့ဗျာကဲရွေးဖို့ကကြိုးရောင်ကဲဒီကချင်းရှင်အောင်ဒီကဏ္ဍလေးဒီရွေးရတဲ့ဒီကဏ္ဍဒီရွေးတော့မယ်ဆိုရင်သူ့အောက်မှာ8ရက်6ရက်3ရက်လို့ထိတ်သုံးလုံးတဲတဲ့ပြီးတော့အော်ကကြိုးကကြောင်တော့မန္တန်မဟုတ်ဗျာခင်ဗျားတို့စိတ်ထဲ ကြီးနာမဟုတ်နော်မင်းတို့ထိုးတာပေါက်စားထိုးတာရဲ့ဟွန်း693ရအားလဲရမလားအဲ့ဒီခွန်လေးရှင်းရှင်းလို့ပါအေးသူတော့ကကြာမှာတော့သူကဒီ365ကြာရင်ဒီကဏ္ဍမှန်တယ်ဒါကိုရှင်းရမှာသူ့အောက်ကအဲ့ကဏ္ဍကြီးကြာတာစီနီယာမှုစီနီယာလားဆိုရောက်တော့ရောက်မှာပေါ့ဒါပေမဲ့သူ့နေရာတိုင်းမှာ53ကွာတော့သူကပရမဟွာကြာအောင်ပေါ့ကျွန်တော်၄ချိန်ကပြထားခဲ့တဲ့ကဏ္ဍ line ကနေအောင်ညထက်ထက်ညကောင်းကောင်းပြရမှာ အခုပြပါကဒီမဲ့အေးအဲ့ဒီခွန်ကြောင့်ဗရိတ်ခွန်ရဲ့အစောင်းဝကနန်းပယုတ်စီကကြည့်ရပါတယ်ဆိုရင်အဲ့ဒါဗရိတ်လေးဗရိတ်လေးပဲကြည့်ရလို့တော့ငုတ်တုတ်မိမှာဒီမဲ့ပြောပြရမယ်အဲသူကကြည့်ရတယ်ရှိတဲ့ကနန်းကြည့်တာနဲ့ဒီကနန်းသူ့ရဲ့ခွန်ရဲ့အစောင်းဝကနန်းကြည့်ပါဆိုအဲ့ဒါကိုနှစ်ကွက်ပြောမလို့လိုင်းကကောင်းပါလားမသိဘူးပြလိုက်ရင်မငြိမ်ထုတ်နေကြလားမသိထုတ်လည်းပါဖြစ်ပေါ့ကဲရှင်းဘယ်ရောက်ဝိုင်းမှာတော့မသိတော့ဒီဟာလေးဖြစ်လိုက်ပါဦးမယ်အောက်ကဟိုကကြော်ရေးတွေတော့ကြည့်ရတယ်လို့ကနေနဲ့ကုလုကလန်ဖြစ်နေတယ် ီကနန်းကဗျာအကျိုးမသိတဲ့ဖရိမာပြီးရပါကဒီကနန်းအနေနဲ့ညာအဲ့ကဲဟုတ်ပြီကျွန်တော်ရှင်းအောင်နော်ဒီမှာ1 4နှစ်ဆိုတဲ့ကဏ္ဍလေး1 4လေးသူရွေးတာသူရွေးတာနဲ့သူမှာသူကသူ့ရဟာအပိတ်တွေထိတ်တည်တော့ကိုမှားကိုပြောင်းပြန်နေလိုင်းမကောင်းတာနဲ့ပြောရတယ်သူကကျုပ်က ဆက်ကောင်းကောင်းလေးပြရအောင်လို့ရှင်းပြမလို့ပါပါဒီခွန်ကြောင့်မို့ဗျာသူကဒီမှာဒီ၃လုံးဒါတော့ဒါ၃လုံးတူကြီးပေါ့ဒီခွန်ကြောင့်ပေါ့ဒီဒီမှာ၁နှစ်၄ကို၁နှစ်၄တို့ရွေးတာနဲ့သူကဒီမှာက6လို့ပိတ်တယ်ဗျာ7လို့ပိတ်တယ်3လို့ပိတ်တယ်6 7 3လို့ပိတ်ပြီးတော့အဲ့ဒီမှာဒီမှာက၃ညလို့ထိတ်တယ်၄လို့ထိတ်တယ်၃လို့ထိတ်တယ်အဲ့လိုဖြစ်ပြီးတော့မှဒီမှာသူပါဝင်ဒီကနန်းနေတနည်းနည်းနဲ့၃နဲ့၄နဲ့၅နဲ့ကဒီကနန်းကိုတဲ့ဒီမှာရွေးတော့မယ်သူခုနက ီသုံးလုံးသုံးညသုံးလေးကိုခွန်မှုဒီမှာခွန်ပရိတ်ခံပြီးမှဒီကနန်းဒီကိုရွေ့ရွေ့တာနဲ့အဲ့ဒီမှာတက်သုံးညနဲ့ဆိုတဲ့ကနန်းကသူကခါသုံးလုံးသုံးနဲ့ကြာကြာပြီးသူ့ရဲ့နောက်မှာဒီသုံးလုံးရှစ်လို့ဖြစ်တာနဲ့သူကဒီနေ့နဲ့နဲ့သုံးနဲ့လေးနဲ့မှာရှစ်လို့၆လို့ပိတ်ရှစ်လို့ပိတ်သုံးလို့ပိတ်အတက်ပိတ်လိုက်တာအတက်ပိတ်ပြီးအဲ့ဒီမှာဒီသုံးလုံးကသုံးမှုသူ့ရဲ့နောက်မှာသုံးဆိုတဲ့ကနန်းကဒီသုံးလုံးပေါ့ဗျာ သူကလည်းအဲ့ဒီကနန်းကဒီ၃ပိတ်က၃ထိတ်နဲ့အပိတ်၃လုံး၃ညနဲ့ကြလိုက်တာအဲ့လိုကြပြီးရတဲ့သူ့ရဲ့နောက်တစ်နှစ်မှာဗာရီဖြစ်လေ53လို့ခွာ53လို့ခွာပြီး3လို့ပိတ်တာနဲ့3လေးနှစ်လို့စောင်းနေပြီအဲ့ဒီမှာဒီ6 6ခုဆိုတဲ့ကနန်းကိုကျွန်တော်ကဒီက6ရဲ့6ရဲ့ခုရဲ့အဆောင်းကိုကြတာလားပေါ့ဗျာအဲ့ဒါဆိုရင်သူ့ရဲ့နောက်တစ်နှစ်အဲ့ဒီမှာ96 365ပေါ့ဗျာဒီလိုမျိုး10ဆိုရင်ပေါ့ အခုကြာမှာကအဲ့ဒီမှာသူ့ရဲ့အောက်မှာကဒီမှာ96လေးလားတဲ့အဲ့ဒီ96လေးကပြန်ကြတယ်တဲ့အဲမဟုတ်ဘူးတဲ့အဲ့ဒီကနန်းကြတဲ့နဲ့သူ့ရဲ့အောက်ကဗရိတ်လေးရှိဘူးနဲ့95လေးဆိုတဲ့ကနန်းသူ့ရှိတဲ့နဲ့ကအဲ့ဒီ95လေးအတဲ့ကြပါမယ်ဆိုရင် ခုနကဒီမှာ3ည3လေးခွန်ကိုဒီကနန်းတီးပြီးအောင်ဒီ3လုံး98လေးခွန်ဖို့အဲ့ကနန်းကတပင်နှစ်ပင်သုံးပင်ကခွန်ပရိတ်ထောက်ခံရတဲ့ကနန်းငါ ပြန်ပြီးကြပါတယ်ဆိုရင်သူကြတဲ့နှစ်ထဲမှာပေါ့လေအမှန်ဒီ365ရဲ့အောက်မှာတော့964ကအပြနေတာအမှန်ပဲဒါ යි မဲ့လို့အဲ့ဒီခွန်ကြောက်ဒီမှာ365ဒီ break လေးမို့အဲ့ဒီ break လေးဒီမှာက99လေးအဲ့ဒီ99လေး break လေးဒီသူ့ရဲ့ရှေ့တနေ့မှာရှိမယ်အတက်ရှိတဲ့ကဏ္ဍကိုတပင်းနှပင်း၃ပဲဒီမှာက396ရှစ်ဒီခွန် break တပင်းနှပင်း၃ပဲအဲ့ဒီကဏ္ဍကိုကျွန်တော်ကကြမလားလို့နှစ်ကွက်ရေးမယ်နော်လိုင်းကကောင်းလာပြီဒီချာလေးရှင်းရမှာပြခင်ဗျားတို့ နောက်တစ်ခါကြလည်းကဲဒီမှာဟိုကတင်းတယ်လေဒီမှာက9တခွန်9တခွန်လို့ကိုရမယ်တို့ဒီမှာက6ရယ်8ရယ်3ရယ်ပိတ်တယ်ဗျာအဲ့ဒီမှာသူ့ရဲ့အောက်မှာ3ရယ်3ရယ်4ရယ်လို့ထိတ်တယ်လိုက်တယ်ဗျာအဲ့ကဖြစ်ပြီးဒီကနန်းကိုဒီရမယ်တို့ခုနက3ည3 4ခွန်ကိုတဲ့ဒီ3လုံးခုံးချပြီးမှဒီကနန်းကဒီကိုပြည့်တာပေါ့ဗျာဒီကနန်းဒီလိုလေးပေါ့အဲ့ကြမှာဒီ3လုံး8လို့ဖြစ်လိုက်တဲ့အချိန်မှာတဲ့သူကနေဒီမှာက ရှစ်လို့သုံးလို့ပိတ်ရှစ်လို့ပိတ်ခြောက်လို့ပိတ်အဲဒီအားလေးပြန်ပိတ်တယ်ပေါ့အဲ့ကနေဒီကနန်းကိုတဲ့ဘာကြောင့်လဲဆိုတော့ဒီမှာကတက်တုံညာနဲ့ဆိုတဲ့ကနန်းဒီကလည်းခါသုံးလုံးသုံးနဲ့ကြားခဲ့တာကိုအဲ့လိုဖြစ်ပြီးမှဘရိတ်ရှစ်ကြတာနဲ့သုံးရှစ်ခြောက်ပိတ်ပြီးတော့ဒီနေရာမှာဘရိတ်သုံးဆိုတဲ့ကနန်းလေးဒီဒီ6ပိတ်က6ဒိတ်နဲ့အပိတ်သုံးလုံး10နဲ့အဲ့ဒီအဲ့လိုဖြစ်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့မှာ 53လို့ခွာတာနဲ့3လို့ပိတ်တာနဲ့34နဲ့လို့စောင်းပြီးတော့အဲ့မှာ86ခွန်ဆိုတဲ့ကဏန်းကိုဒီကောင်နဲ့သွားတော့ဒီလိုပေါ့ဗျာဒီကောင်နဲ့သွားတော့ဒီလိုပေါ့ဗျာအဲ့လိုဖြစ်ပြီးကျွန်တော်ကအဲ့ရဲ့ဘေးမှာဒီ၄ချိန်မှာအဲ့ဒါကို365လာအဲ့86ခွန်ဆိုတဲ့ကဏန်းသူ့ရှေ့ရလို့ပဲဒီမှာကအဆောင်ပေါ့ဗျာဟိုကအဆောင်ရှိတော့ဒီအဆောင်လေးခံတာနဲ့အဲ့ဒီအဆောင်ကိုကြာမလားဒီချိန်မှာ365လာဒါမှမဟုတ်ဟိုဘက်ကအဆောင်ကို863လား အခုသူ့ရဲ့အောက်မှာကတော့ကျွန်တော်တို့က9 6 4ကို မေးမှာဒါပေမဲ့လို့ဒီခုနကကျွန်တော်တို့အတွေ့အကြံဒီ3 6 5ကဗရိတ်လေးကြလို့အဲ့ဒီဗရိတ်လေးကြမှာအဲ့ညာအဲ့ဒီဗရိတ်လေးဒီသူ့ရှေ့တနေ့ကဗရိတ်လေးသူ့ရှေ့တနေ့ကဒီမှာ9 9လေးဗရိတ်လေးသူ့ရှေ့တနေ့က9 9လေးဖြစ်တယ်ဒီမှာကြည့်တပင်နှစ်ပင်သုံးပင်ဗရိတ်ခွန်ဒီမှာကြည့်ရှေဘူးဗရိတ်လေးအဲ့မှာ66နဲ့ကဗရိတ်လေးတပင်နှစ်ပင်သုံးမြဟောဒီမှာတက်တုံညာနဲ့6ကဗရိတ်ခွန်နဲ့ဒီမှာက3ညာ8ကဗရိတ်ခွန်နဲ့ ပြောချင်တာကျွန်တော်ဒီခွန်ဒီခွန်ပေါ့ဗျာမှန်ဒီခွန်ရလို့မဟုတ်ဘူးပေါ့သူ့ရတဲ့ဒီခွန်ဒီခွန်ကိုလားပေါ့ဆိုလိုလဲရတယ်ဒါမှမဟုတ်ဒီကနန်းဒီခွန်ယူရအောင်ဒီမှာခွန်ဖြစ်တဲ့အတွက်မှာဒီကနန်းဒီရွေမှာဒီသုံးလုံးရှိတာပေါ့ဗျာနော်အဲ့ကြတော့ကျွန်တော်တို့ကွာ9 6လေးလာဒီမှာကကြတာကမှန်တယ်သူ့ရအောင်က9 6လေးကိုကြတယ်ဒါပေမဲ့အဲ့9 6လေးရလဲအဲ့နဲ့တည်းကိုပြန်ကြတယ်ဗျာနော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီမှာသူ365ဒီဗရိတ်လေးကြခဲ့လို့အဲ့ဒီမှာ99လေးဗရိတ်လေးဒီ သူ့ရှေတနက်ကကနန်းဒီတဲ့တပင်နှစ်ပင်သုံးပင်မှာ3ည89ဆိုတဲ့ကနန်းဒီကခွန်ပရိဖြစ်ခဲ့တဲ့အတွက်ပြောရင်လည်းဒီကခွန်မဆိုရင်လည်းမထိုးနဲ့ပေါ့ဗျာကျွန်တော်တို့ကြတော့ဒီမှာကအဲမှာဒီဒီခွန်ရလို့မဟုတ်ဒီသုံးလုံးခွန်ပေါ့ဗျာဒီကဒါတော့အတဲ့ကနန်းကိုအတဲ့သွားတာပေါ့အတဲ့ကိုအတဲ့သွားဒီခွန်ဒီရှစ်ခံပြီးဒီသုံးလုံးကလည်းခွန်ဒီသုံးလုံးကလည်းခွန်ဒီသုံးလုံးကလည်းခွန်ပေါ့ဗျာအတိတ်ပဲကကျွန်တော်ကအဲ့ဒီမှာကဒီ365ကြာပြီးရင်အဲ့ဒီမှာဘရိတ်ခွန်ရဲ့ဇောင်းကတနည်းနည်းနဲ့သုံးနှစ်ကကနန်းကို ူ့ရဲ့နောက်တနေကိုဒီမှာ365ဘရိတ်လေးဆိုတဲ့အတွက်55လေးရလဲဘရိတ်လေးဖြစ်တယ်နော်ဟုတ်ပြီဒီကနန်းကလည်းတည်ရတော့မယ်သူ့လိုပဲ683ပိတ်ပြီဓမ္မက343လို့ပိတ်မှာဒီကနန်းဒီမှာဒီကိုပြစ်တော့မယ်ဆိုသူကဒီသုံးလုံးခွန်ကြပြီးမှာဒီကနန်းဒီပြစ်တာအဲ့ဒီမှာသူကတက်သုံးညာနဲ့ကိုခါသုံးလုံးသုံးနဲ့ချပြီးအဲ့ဒီမှာဒီသုံးလုံး89 386လို့ပိတ်ပြီးတော့အဲ့ဒီကနေဒီသုံးလုံး ခုနပြောတဲ့ဒီ၃လုံး၃ကနေဒီ၃လုံး၃ငိုးတဲ့အပိတ်၃လုံး၃ညာနဲ့ဖြစ်တာဒီ၆ပိတ်က၆ထိပ်နဲ့အဲ့ဒီအောက်မှာ၈လို့ထိပ်၆လို့ထိပ်ခွန်လို့ထိပ်ပြီးတော့မှ53လို့ခွာတာနဲ့၃လို့ပဲကြနဲ့၃၃၄လို့စောင်းပြီးအဲ့ဒီ၈၆ခွန်ကို၃နဲ့၃၃ညာနဲ့ပတ်လည်တွေ့မှာကြာလိုက်တာပေါ့ဒီလိုတွေ့အဲ့ကြတော့ကျွန်တော်ကပြောနေတဲ့ဒီမှာခုနက3 6 5ကြားတဲ့အတွက်သူ့ရဲ့အောက်မှာတော့9 6 4ရအတက်ကြတာမှန်တယ်ခုနကပြောဒီရက်စီနီယံဆောင်းလို့ ဒါပေါ့စီနီယံပေါ့ဗျာတက်တုံညာနေရေခုနကပြောတယ်6 6ခုရေ9 6 4ရေပေါ့ဒါအေးမဲ့လို့သူ့ရဲ့အောက်က9 6 4ရဖြစ်နေတာမှန်တယ်အဲ့နှစ်ထဲက365 brake 4လို့ကြ3 65လို့ကြတာနဲ့365ဒီ brake 4မို့ဒီမှာ99လေး brake 4ဒီသူ့ရှေ့တနေ့ကကဏန်းဖြစ်မယ်ရှေ့ဘူးနဲ့တဲ့ပေါ့ဗျာ99လေးတဲ့ဘူး99လေးအတက်ရွေးမလားဒါဆိုရင်ခုနကကျွန်တော်ပြောတဲ့ဒီ3လုံးခွန်ဒီ3လုံးခွန်ကိုဒီခွန်ကိုခံခဲ့တဲ့ data ရွေးတဲ့အတွက်တစ်ပင်နှစ်ပင်သုံးပင်ကနော် ဒီမှာ3ညာ68ခွန်း3ညာ68ကဘရိတ်ခွန်တွေ့ရတဲ့တပင်းတပင်း3ပင်ရဒီကနန်းကိုအဲ့ဒီမှာဒီမှာတော့သူ့အောက်အောက်ကတော့ဓာမှန်တယ်96လေးဒါမှမဟုတ်အဲ့ဒီကနန်းကြီးရွေ့ရင်နော်ဟုတ်ပြီလားနားလည်လားတော့မသိဘူးဗျာခင်ဗျားတို့ကလည်းတမျိုးစတေကာတွေကဘာလို့မဟုတ်လဲအဲ့အသေးတွေကမစားရအောင်ဒီကချဲပေါက်ပါဝကြရတယ်နော်အဲ့ဒါပြီးရဲ့ဘက်ကဟိုဖြစ်ကိုလေးနှစ်ကြိမ်လုံးကထိုးသလိုဘာတွေလည်းဖြစ်မှန်းမသိဘူးချဲတယ် အဲ့ဒါကိုပြောတာအဲ့ဒါဖြစ်ရင် तू အတူချင်းကနေကိုပြန်ကြမှာ तू ကဘာလို့လဲဆိုတော့အဲ့ဒီ365ကနောက်တနေ့နောက်တနေ့ချက်ကိုပြန်ကြရအောင်ပါဘူးကျွန်တော်အဲ့ဒါကိုဒီကြေကနေဘာကြကြပြန်ထိုးပေါ့အဲ့ဒီမှာ365နဲ့အဲ့ဒီရကနေတိုင်လိုပဲလှည့်ရမှာပေါ့အဲ့တော့ကျွန်တော်ပြောတာရှင်းမှသလားခင်ဗျာနော် तू ရဲ့မှန်တယ်အကျင်ကြတော့သူ့ရဲ့အောက်မှာ365ကြာရင်96လေးမှန်တယ်ဒါပေမဲ့365တိဘရိတ်လေးမို့သူ့အောက်ကဘရိတ်လေး99လေးရသူ့ရဲ့ရှစ်တဲ့ကကနန်းဖြစ်နေတယ်ထောက်ထားတာလဲတပင်းနှစ်ပင်သုံးပင်ခွန်ဘရိတ်ထောက်ထားတယ်ပေါ့ဗျာ ဒီကခွန်နေမှုကပြန်ပြောရအောင်ဓမ္မက1နှစ်4လို့ကြာတာနဲ့အဲ့1နှစ်4ကိုဒီကြာတယ်ဟုတ်ပြီပင်ကြာခိုင်းနှစ်ချခိုင်းမှာဒီမှာပြန်ကြအဲ့မှာကြာတာဒီမှာ6လို့ပိတ်7လို့ပိတ်3လို့ပိတ်ပေါ့ဗျာ6 8 3ဒီခွန်လို့ဖြစ်တာနဲ့3ညာ4 3ဒီခွန်လို့ဖြစ်ပြီအဲ့ဒီကနေ1နှစ်4ကနေ1နှစ်နဲ့3နဲ့4နဲ့ငါးနဲ့မှဒီကနန်းကိုတဲ့ဒီမှာရွေးတော့မသူဒီသုံးလုံးခွန်ခံပြီးမှ तू ကရွေးလိုက်ရောအဲ့ဒီလိုယူပြီးမှအဲ့ဒီမှာတက်သုံးညာနဲ့ဆိုရယ်ကနန်းဒီခါသုံးလုံးသုံးနဲ့ तू ကချလိုက်ရော ချပြီးတော့မှသူ့ရဲ့နောက်မှာဒီသုံးလုံးရှစ်ဆိုတဲ့ကဏ္ဍချလိုက်တာချပြီးတော့တနည်းနဲ့သုံးနဲ့လေးနဲ့မှခုနက683ကို683အတက်ပိတ်လိုက်တာအတက်ပိတ်ပြီးသူကနေဒီနေရာမှာ13ညနဲ့ဆိုတဲ့ကဏ္ဍဗရိတ်သုံးမှုအဲ့ဒီမှာ3ပိတ်က3ထိတ်နဲ့ဗရိတ်သုံးမှုအပိတ်သုံးလုံးက3ညနဲ့ရိုက်လိုက်တာရိုက်ပြီးသူ့ရဲ့အောက်မှာ86เนาะ86ခုလို့ထိတ်သုံးလုံးတည်တယ်ပြီးတော့အဲ့ဒီမှာ53လို့ခွာ3လို့ပိတ်တာနဲ့3 နှစ်လေးလို့စောင်းပြီးအဲ့ဒီမှာ6 6ခွန်ဆိုတဲ့ကဏ္ဍကိုဒီကအဆောင်လေးကိုချလိုက်တာဗလားပေါ့ဗျာအဲ့ဒါကိုအဲ့လိုဖြစ်တဲ့နဲ့သူ့ရဲ့နောက်မှာ3နှစ်လေးစောင်းတာနဲ့3 6 5ပေါ့ဗျာနော်အခုဗာလဲ၄ချိန်ကပြောရတာအခု3 6 5ကကြခဲ့တယ်ပြီးတော့အခုအောက်မှာတော့သူက5 6လေးကြာနေတယ်စီနီယံမှုဒါပေမဲ့လို့အဲ့ဒီမှာ5 6လေးကြီးမပေးဘဲနဲ့နော်ဒီပုံစံမျိုးဒီမှာ3 6 5ဒီဗရိတ်လေးဖြစ်တဲ့အတွက်အဲ့ဒီမှာဗရိတ်လေး ကြာရမှာကတော့သူ့လိုပဲပင်ချိတ်မညီတော့ပေါ့ဗျာဒီပရိနဲ့အမှန်တော့သူက9 6လေးပေါ့ဒါပေမဲ့လို့ကြံမယ်ဆိုပြောတာအဲ့ဒီမှာသူ့ရောက်မှာ9 9လေး3 6 5ဒီပရိလေးမှု9 9လေးဆိုတဲ့ကဏ္ဍပရိလေးဒီတဲ့သူ့ရဲ့ရှေ့တနေ့ကဓမ္မဒီမှာက9 9လေးဆိုတဲ့ကဏ္ဍကိုခုနကဒီ3လုံးခွန်ဒီ3လုံးခွန်ဒီခွန်ကြောင့်အဲ့ဒီမှာ3 9 8 9 9ခွန်ကနေတစ်ပင်တစ်ပင်3ပင်အဲ့ဒီကဏ္ဍကိုရွေ့မှလာအဲနောက်တစ်ခါအဲနောက်တစ်ခါကျလဲ9လို့ပိ sorry ခွန်9တိအဲ့ဒီမှာ9တိခွန်လို့ရွေ့တာနဲ့ဓမ္မ ား6 8 3လို့ပြေးကြ3ညာ4 3လို့သူကထိတ်သွလုံးတဲပြီအဲ့ဒီကနေပညာကိုက်မှာဒီကနန်းကိုဒီကူတော့မသူဂျားထဲမှာဒီ3လုံးခွန်လို့ခံပြီးမှကူလိုက်ရောကူပြီးမှမှာ1 3ညာနဲ့ဆိုတဲ့ကနန်းခါ3လုံးက3လို့ထည့်လိုက်ပြီးတော့အဲ့မှာဒီ3လုံး6ကနေဒီမှာကခုနကအတက်ပိတ်တာဒီက3 8 6လို့ပိတ်တာ3 8 6လို့ပိတ်တာနဲ့သူ့ရဲ့နောက်မှာဒီနေရာမှာ6 5နဲ့ဗရိတ်3ကိုတဲ့ဒီ6ပိတ်က6ထိပ်ပေါ့ဗျာခုနက3ပိတ်က3ထိပ်အပိတ်3လုံး3ညာဖြစ်သူ့ရဲ့အောက်မှာ6 6ခွန်လို့ ်စောင်းနေပြီ53ခွ3လို့ပိတ်တာနဲ့3နှစ်4လို့ထောင်တာလေအဲ့ဒီအဆောင်86ခွလို့ကြတာလားအဲ့ဒါဆိုရင်ကျွန်တော်တို့၄ချိန်မှာ365ကိုဒီ၄ချိန်မှာပြောခဲ့တာအခု9ချိန်မှာ365ကြတော့သူ့အောက်မှာက964လားပေါ့ဗျာဒီမှာကြခဲ့တာကဒီချိန်မှာကြခဲ့တာကဒီချိန်မှာကြတာက963ခုနမှာထွက်သွားတာအဲကြတော့သူ့ရဲ့အောက်မှာ964လားမဟုတ်ဘူးအဲ့ကနန်း ဗာလဲဗရိတ်လေးမူအဲ့ဒါဆိုကြည့်ကြဒီမဲ့သူ့ရှင်းတဲ့ကဗရိတ်လေးဗျာ6 6နဲ့ဗရိတ်လေးရှေ့ဘူးဒီမဲ့ခုနခွန်နေကြောင်းတပင်တပင်သုံးပင်ဗရိတ်ခွန်ရဲ့ဇောင်းကဗနဲ့6 6နဲ့ကိုကြာမလားတဲ့ကဲအဲ့ဒါဆိုရင်တော့အဲ့ဒါပဲကြိုလဲအဲ့ဒါပဲတည်တာပဲကျန်တာကြုံမသိဘူးเนาะဒီ line နဲ့ပတ်သက်အဲ့တော့ကြတော့အဲ့ဒီ9 6 4နဲ့ဘာနဲ့တော့ဒီမဲ့ပြီးခဲ့တဲ့ပြာပြောရတယ် ရပီပီးရဲ့ဘက်ကကြားထားအဲအဲ့ဒါအဲ့ဒါကြီးနော်ပောက်ဖို့ပြောတာမဟုတ်တော့မပေါ့ဘူးနော်ပြောပြတာကိုအောက်ကိုအခုအောက်ကိုဝေဖန်မှုပြောတာနော်ပောက်ဖို့တွေပါတော့လာမလုံနေပြပောက်ဖို့ပြောတာမဟုတ်ပြီးရဲ့ဘက်ကပြခဲ့တာလေးပြောတာပါအဲ့ဒါကိုရေးရအောင်စာရွက်ကြလဲအဲ့ဒါကိုညဟောဒီမှာကြားအဲ့ဒါကိုကျွန်တော်တို့ဘယ်နှကြိမ်လဲ6ကြိမ် 6ချိန်ကအချိန်ကြာကဏ္ဍရှိတယ်ဗျလောရတကွယ်ပေါက်တကွယ်ရဲ့အဲ့ဒါကျပေါင်းချင်းတန်နဲ့တိုးလို့တော့ဘာမှမသိနာဘူးချိန်ပါရဲ့အဲ့ကြတော့ဒီမှာကသူက964 964ဗျာနောက်တစ်ခါ66နှစ်ဗျာအဲအဲ့ဒါကိုပြောတာဗျခင်ဗျားတို့မ ဘာရင်းညာတွေမှာဖြစ်နေအဲ့ငါးငါးရှိဘူးရှိတယ်ဆိုတာဒါလည်းပြောတာရဲ့အဲ့ငါးငါးလေးပါအတေကြီးအဲ့ဒါကြာသွားတယ်အပင်ကြာတွေရင်ကြာတွေလုံးနဲ့ထောက်ဝေးရသူကအမှန်ကဒီအောက်ဟာနဲ့တွေးလိုက်ရင်အဲ့ဒီဟာအဲ့လိုဖြစ်သွားမယ်ခင်ဗျအဲ့ဒါလေးတွေထိုးထားလိုက်တော့သေးရဲ့နော်ညာတို့ဒါဇေတန်နဲ့ရှင်းပြတာမှန်တော့ကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့ကြာတာတော့မှန်တယ်365ကြာတာနဲ့96လေးဒါပေမဲ့အဲ့96လေးလည်းအဲ့နေနဲ့ပြန်ကြတယ်အေး 365ဆိုတဲ့ကဏ္ဍကြာတာနဲ့အမှအတူရဲ့ရှိမှာကြာတရာရှိသွားတဲ့ချင်းဒီချိန်မှာပြုတ်လို့ကြာသွားရင်994ဆိုတဲ့ဗရိ365ဗရိလေးမို့994ရလဲဗရိလေးဘာလို့လဲဆိုသူ့ရှိတဲ့994လေးဒီဓမ္မက1ရက်နဲ့3ဗရိခွန်ဆောက်ထောက်တာကိုအဲဒီမှာ365အခုကျွန်တော်တို့ဒီမှာ9ချိန်ကြာသွားပြီသူ့အောင်မှာ964ရမှန်တယ်အေးမဟုတ်ဘဲနဲ့ကြရတရာရှိတဲ့ကဏ္ဍသူ့ရှိပြတဲ့ကဏ္ဍဗရိလေးကဒီမှာ66နဲ့ကလည်း1ရက်နဲ့3ဗရိခွန်ထောက်ပြီးရအေးအဲ့ခွန်ကြောင့်အဲ့ဒါကြီးပါကြာသွားတယ်ဆိုရင် နော်အဲ့ဒါကိုပြောပြတာနော်အဲ့ဒါကိုပြောပြတာအဲ့ဆိုရင်အဲ့3000ကဟိုတနေ့ချာပြန်ထွက်သွားအဲအဲ့ဒါတော့ခင်ဗျားတို့လှုပ်ထားလိုက်နော်နားလဲပါလေတဲ့ဟုတ်ကဲ့အဲ့ဒါနားလဲဟုတ်ရသူက9 6လေးပြရနာသူဖြစ်နေတဲ့ကဏ္ဍမှာဆိုရင်တော့ဇလန်မတန်ကွန်းအမေပြန်စောင့်နေတဲ့ကိုညိုဆရာညိုကားစီးရပြီလားဘယ်လိုလုပ်စီးရမအောင်ဗျာရှစ်ကိုသုံးတဲ့ကားနဲ့အချင်းနဲ့ဘွားတယ်ရောချားစီပါ စိတ်မညက်ပါဘူးဗျာလောကကြီးကတော့သက်ရှင်သေးရယ်ကလနာရှိသေးရယ်တော့မကြောက်ဘူးချဲထွားရတာအဲခင်ဗျာရှစ်ကိုသုံးမြန်ကျွန်တော်ကျွန်တော်ထိုးတဲ့ကဏ္ဍကျွန်တော်ပြောတယ်လို့ခင်ဗျားလိုက်မှာပြောတယ်နည်းနည်းလေးမှမညစ်ရင်တင်ွက်မထွက်ဘူးလို့ကျွန်တော်တို့ပေါင်းချင်းတာတအားနိုင်တာရယ်အဲ့ဒါကျွန်တော်ကပြီးခဲ့တဲ့ပတ်ခင်ဗျားတို့သိမှာပဲဘယ်နာဒီနှလုံးကတက်ပါသွားသွားပေါင်းချင်းတက်စတန်ကကျွန်တော်ဒီမှာဗျာ ကျွန်တော်ပြရတာပေါ့ဒီဟာလေးခင်ဗျားတို့လွယ်လွယ်လေးပြအဲဒီဟာလေးကိုပြရတာဒီဟာဒီသုံးလုံးရှိရှိဒီဂျာနာရှိရှိရှိဆို6ထိပ်ပေါ့အဲမဟုတ်ဘူးဒီနှလုံးနဲ့ဒါနဲ့ခွန်ဒီအဲဒီနှလုံးနဲ့ပိတ်နဲ့ခွန်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 ဟေးအဲ့ဒီဂျာသေးမှာရှိဆိုရင်အဲ့ဒါဆိုရင်ဒီဂျာသေးမှာဒီထိတ်နှလုံးနဲ့ခါနဲ့ကိုးတယ်ဗျာလို့ထိတ်နှလုံးနဲ့ခါနဲ့ကိုးတယ်ဗျာဟုတ်လားထိတ်နှလုံးနဲ့ကားနဲ့ကိုးတယ်ဗျာကဲထိတ်နှလုံးနဲ့ကားနဲ့ကိုးကိုးမယ်ဆိုဒီမှာရှစ်ထိတ်ဆိုရှေ့ပေါင်းတည့်ပေါ့ဟုတ်ဘူးလားဒီမှာ ကျွန်တော်ဒီလိုပြခဲ့တာရှေးပေါင်းတဲ့သူတွေမှာ6 5 9ဘောလို့အဲ့ဒါကြောင့်မို့ကျွန်တော်လည်းအဲ့ဒီတက်တန်ကြောင့်မို့ရှေးကို3ဆိုတာထိုးတာကျွန်တော်ကဘယ်တော့မှရမ်းမလို့ဘူးပြကျွန်တော်တို့ကတကယ်ပြောတာခဲ့အဲ့ဒါပြောရင်ကြွားရပြောရတယ်မင်းပေါင်သီးသီးလားမသိဘူးပေါင်ချင်းတန်တော့တရေမဲ့နိုင်တာရဲ့တကယ်ပြောတာချဲတော့ကဒါကြောင့်ရှေးကို3ဆိုတာရမ်းမလို့ကဲရှေးကို3ဆိုတော့ပြ3နဲ့ဘာလဲ3နဲ့8နဲ့ပေါင်းတက်ကြတာမို့လားသူဘလို့နေနေများခင်ဗျဟုတ်တယ်8တက်တွေကြာနေပြီအဲ့လိုပြောပြတာကျွန်တော်တို့ကဘယ်တော့မှရမ်းမထိုးဘူးချဲ ဘယ်ရကြကြပေါ့လေကျွန်တော်တို့ကဒီကိုယ်ကင်မဲ့ကနန်းကိုတလိုင်းနဲ့လဲရွှေ့တော့မတုံးအကြရတယ်ဒီရှေကိုသုံးရကြိုက်ပြီသုံးဖိရလဲကြိုက်ထားဘူးပြုတ်ပြဲနေတာပေါ့လေအဲ့လိုမျိုးပြောပြတာသုံးဖိကကြိုက်တယ်ဆိုသုံးဖိတူလို့ပြောတာမဟုတ်ဘူးနော်သုံးဖိတူလို့ပြောတာမဟုတ်ဘူးဒီလိုမျိုးကျကိုကအဲ့ကြတော့ရှေကိုသုံးကလဲဒီမှာတော့ तू ကသွားတဲ့တက်ကဒီပရင်ရောက်တက်ဘာလို့လဲဆိုဒီပရင်ကခင်ရတော့ကျွန်တော်ပြောပြမယ် သူကဘလော့ဒီခင်းတယ်လဲဆိုတော့အဲ့ဒီမှာဒီသိုးလုံးကိုးတာနဲ့သူ့ရဲ့နောက်တနေပဲဘာရဲ့သူ့ရဲ့အောက်မှာလဲစီနီယာနဲ့ရိုက်ထားဦးဗျဒီမှာကလေးတယ်ဗျကဲဒီမှာကသုံးတယ်ဗျကဲဒီမှာကနှစ်တယ်ဗျကဲအခုကဲဂွားတက်ကြီးကရိုက်အောင်မလားကဲသဘောပြောပြတာအခုဂွားတက်ကရိုက်အောင်မလားကဲအခုဒီမှာဂွားတက်ကစီနီယာရိုက်အောင်မလားအဲ့ဒီမှာအဲဒီရှိမဲ့ဒီနှလုံးနဲ့ထိတ်နဲ့ကိုးတယ်ထိတ်နဲ့ပိတ်နဲ့လေးတယ်ဒီနှလုံးနဲ့ထိတ်နဲ့ကိုးတယ်ထိတ်နဲ့ပိတ်နဲ့သုံးတယ် ဒီနှလုံးနဲ့ထိတ်နဲ့ကိုးတယ်ထိတ်နဲ့ပိန်နဲ့နှစ်တယ်ကဲဒီနှလုံးနဲ့ထိတ်နဲ့ကိုးတဲ့နှစ်ဆိုရှေပေါင်းတက်မဟုတ်လို့ဘာလို့များရှက်ထိတ်ရှိရောရှေပေါင်းတက်အဲ့ဒါကိုကျွန်တော်ဟိုတိုင်းမှာ6 5 9ပေါ့လို့အဲ့လိုပြောလိုက်တာဒါ6 90ပြတဲ့ line ကိုဒါဒီလိုပြလိုက်တာပါအေးအခုအဲ့လိုမှာစီနီယံသွားရင်အဲ့တက်တန်လားတက်တန်လားဆိုတော့ခုန9 6လေးဆိုတော့ကျွန်တော်ထိုးမရဘူးလားဒီလိုပြောပြတာပေါ့နော်6ချိန်မှာတော့တကွက်သေးရေအဲ့ဒါတော့ လုံมาပဲတို့တို့အဲ့ဒါအထောင်းထဲချมาပဲသူတွေ့သူပဲအဲ့ဒါတော့ခံစားလွမ်းမနေဘူးกว่าဒါကထိုးကပြောတာမကြိုက်လို့ဘူးဒါကကဝေဖန်ဖို့ကျွန်တော်ကရှေ့ရနေချပြတာဘယ်တော့မှကျွန်တော်တို့ကကိုထိုးတဲ့ကဏ္ဍပေါင်းခြင်းနဲ့မနိုင်ပါနဲ့ပဲဘယ်တော့မှထိုးဘူးခင်ဗျာတလုံးမှမတူရင်ပေါင်းခြင်းနဲ့တော့တူပါပဲမရဘူးသူတို့ကရမ်းတော့မထိုးဘူးတေချာနီးသွားတဲ့စနေကပေါင်းခြင်းတန်အဲ့လိုမျိုးပြောပြတာ ချဲရဲ့တဘောကသူကဘလို့ပွား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 ကိုယ်ရှင်ကိုယ်တော်ကအတဲ့ကြိုက်တယ်ဆိုသူကဒီရက်တက်တန်းကလည်းရှိဒါမှချားလိုက်ရလည်းရှိငယ်မို့ဒီတက်တန်းတွေကလည်းအဲ့လိုမျိုးရှိနေတာဆိုတော့အဲ့ကြတော့သူရ9နဲ့6နဲ့ထွက်တော့တယ်ပါတယ်9 6 3လားလားကလနာအဲ့တော့ဖြည့်မလားဟိုကဒီကနန်ဆောင်းနေတာလားလိုက်ပြရတယ်ဖြည့်ကုန်ပြရတယ်ကဲအဲ့မနက်ကလည်းမနက်ကပေးတဲ့မူကနန်ဒီနေ့မှလာထွက်မနက်ကဟိုလိုင်းနဲ့ပေးတဲ့ကနန်အဲ့ဒါကိုပြောပြတာဗျာ 6သုံးတွဲဘူတိကျော်ဆင်းသွားတာအဲ6သုံးတွဲဘူတိကျော်ဆင်းတာလဲဟေးပြောပုံနေနဲ့ဒီ9ထိပ်လောက်ကောင်းတာလဲဘာမှမရှိဘူးအဲ9ထိပ်ကြီးလွန်ပြတာပဲလောက်ရှုပ်တွေ့တယ်ဟုတ်ရှိကဘာလို့လဲတော့ကိုကခံရပြီဟိုဒီခုနပြောတဲ့ချက်ဒီ frame တွေဆိုတခါမှမစားလိုက်ရတာဒီဟာကြီးကိုပြူပြပြကြီးသိတယ်ဟမ်ညောညော6သုံးဘူတိကျော်ဟာဟိုဒီဟိုအရင်ဘက်ရှစ်ကိုးလေးချက်တိပြတဲ့အလိုက်ကသူအတွဲဒါပဲတွဲတရားရှိရဆုံး အဲ့ဒါကိုပြောပြရတာကျွန်တော်ပြောလို့နောက်မှတ်ထားဒီကောင်ထိုးသွားတဲ့ကဏ္ဍထွက်လာတဲ့အခါကြည့်ဒီနေညိုထိုးသွားတဲ့ကဏ္ဍထွက်လာတဲ့အခါသာကြည့်ရခင်ဗျာဘယ်လိုဒီကောင်ဘာလို့အသွဲတန်တက်ဘယ်လိုထိုးလဲဆိုတော့အဲ့စစ်စဉ်းစားတာအဲအဲ့လိုအဲ့လိုပြောတာခင်ဗျာလို့ ရန်တော့မတို့ဘူးပေါင်းချင်းတန်နဲ့ညီမှချတာဒီရွေးကတ်ရှိစံနဲ့ပေါင်းချင်းတန်နဲ့ကြိုက်ပြီးစုံကြလာပြီပေါ့ဗျာမပေးတော့ဘာတားရှိုက်ရှေကိုသုံးရတဲ့ချိန်ကမိုက်မိုက်ရအောင်မပုံရင်ကုန်တဲ့ချိန်ကျန်သေးတယ်ဒါအရင်ကျုပ်လည်းမတတ်တော့ရှေကိုသုံးကအဲ့ဒါကြားအတွင်းအတဲ့တော့နည်းနည်းလေးထိုးထားကြပေါ့ဗျာနော်နည်းနည်းလေးထည့်ထိုးကြ